စကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါမခင်လိုက်တဲ့ဒိန်းအောင်တို့ပွဲကိုလှုပ်ချုပ်ရေးယူပေးတဲ့ဆဲအိုစုဟာအနီးအနားကြီးရွာတွေဘက်ကိုပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်ထိခိုက်တိဆုံးသူတွေရှိတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။မေလာ22ရက်နေ့ည9နာရီကျော်လောက်ကနေ9နာရီဝန်းကျင်တိစစ်ကောင်စီတပ်သားတွေဟာ120မမလက်နက်ကြီး6လုံးနဲ့ပစ်ခတ်လိုက်တဲ့အတွက်ငကားရင်းရွာထဲကိုကြားရောက်ပောက်ကွဲသွားပြီးအဲ့ဒီရွာကဒေသခံ2ဦးတိဆုံးကဆဲအိုထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ ရှင်ပြူအလှူပွဲအတွက်နမခါရဲမှာမိလာ21ရက်နေ့ကနေ22ရက်နေ့ထိခင်လိုက်တဲ့ဒိန်းတော်ပါဝင်လူရှင်တော်ငါဦးတို့လာရောက်ဖြုတ်ပြီးတီဆိုပေးကြတဲ့အတွက်စစ်ကောင်စီတပ်သားတွေဟာကာကွယ်ရေးတပ်ဖွဲ့တွေလာရောက်ပစ်ခတ်မှာကိုကြောက်တာကြောင့်မုံရွာမြို့နယ်အတွင်းမှာရှိတဲ့ဂိတ်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြောက်လှန့်နေတာဖြစ်တယ်လို့ဆိုပါတယ် လက်နက်ကြီးပစ်ခတ်မှုကြောင့်တိုက်ဆုံသွားတဲ့သူတွေနဲ့တန်ရာရရှိသူတွေဟာတာမန်လက်လုံလက်စားသမားတွေဖြစ်တဲ့အတွက်ကြံရည်သူမိသားစုတွေအတွက်စာဝန်နေနဲ့စေဝါကူတာဖို့အတွက်အကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်ဒါပြင်လက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေတာခန်တွေဟာထွက်ပြေးတိမ်ရှောင်ရတယ်လို့သိရပါဗျ။